ဟယ်လိုအားလုံးမင်္ဂလာများစကောဆိုဝက်ချက်တန်ကျွန်မကျေးဇူးလိုက်ပါတယ် နှစ်တိုင်းရဲ့ April 1ရက်နေ့မှာပေါ့နော်။သူက Nike company တွေက Switzerland Geneva မှာ Watches and Wonders ဆိုပြီးမှသူက Nike အသစ်မိတ်ဆက်တဲ့ပွဲကိုလုပ်ရတာဖြစ်ပါတယ်။အဲဒီမှာ Rolex ဆို Patek Philippe တို့ JLC တို့ Cartier တို့အများကြီးပါတယ်ပေါ့နော်။အဲ့ဒီတဲမှာမှာကျွန်တော်ဒီနှစ်ထုတ်တဲ့တဲမှာကျွန်တော်အကြိုက်ဆုံး Nike သုံးလုံးကိုကျွန်တော်ပြပေးဆုံးဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးလုံးကတော့ကျွန်တော်အကြိုက်ဆုံး brand တွေတစ်ခုဖြစ်တဲ့ Cartier ဖြစ်ပါတယ်။ Cartier ရဲ့ဒီနှစ်မိတ်ဆက်လိုက်တဲ့ Cartier Tank A Guiche ဆိုတဲ့ Nike လေးကပေါ့နော်။1928ကထုတ်ထားတဲ့ Nike လေးကိုဒီနှစ်တရာဝင်းကျင်နောက်ပိုင်းမှာသူကအခုအသစ်ပြန်မိတ်ဆက်လိုက်တယ်ပေါ့နော်။ဒီအားလေးကဆိုရင်သူ့ရဲ့ Cartier ဘလို့ တယ်ဆိုကျွန်တော်အများနဲ့ပြောလို့ပေါ့။ तू ကဘလောက်ပဲနှစ်တီ100လောက်ပြောင်းပြောင်းသူ့ရဲ့လွန်ခဲ့တဲ့နှစ်တီ100ထုတ်ခဲ့တဲ့နိုင်ဒီဇိုင်းတိုင်းဖြစ်ပြီးမှ classic ဖြစ်တယ် timeless ဖြစ်တယ်ပြီး elegant ဖြစ်တယ်ပေါ့နော်အဲ့နိုင်လေးကိုကြည့်ကြည့်လိုက်ပေါ့နော်တော်တော်လေးကိုမိုက်တယ်ပြီးရင် तू ကပေါ့နော်သူ့ရဲ့အထက်ကနိုင်လေးက champing award လေးနဲ့ပေါ့နော်နိုင်ကဟိုနိုင်ပြတဲ့ဟာကရွေ့သွားမှာပဲနဲ့တစ်ချက်တစ်ချက်10ဆက်တိပြောင်းမှာဆိုခုံသွားတာဖြစ်ပါတယ်နိုင် အတန်လေးอ่ะဗောနော်ပြီးတော့အဲ့ချမ်းအေဂီရှေးထဲမှာသူကမိုက်တာဗောနော်သူကသူကကာတီးယားသူပလက်တီနမ်နဲ့လုတ်ထားတဲ့နာရီဆိုရင်အရင်က Ruby Cabochon လေးကိုတုံးတယ်ဗောနော်ဒါပေမဲ့အဲ့ဒါဘေးက Crown လေးမပါဖြစ်တဲ့အတွက်သူကအထက်က ကနန်းလေးတွေကိုအနီအောင်စာတန်းလေးတွေထိုးပေးထားတာဖြစ်ပါတယ်အဲ့ဒါဆိုရင်အနီအောင်စာတန်းဆို platinum လို့သိပြီးမှအမဲရောင်တွေပါတယ်ဆိုရင်တော့သူကအထက် rose gold ရော yellow gold ရော steel ရောနဲ့ထိုးတာဖြစ်ပါတယ်ခင်ဗျာဒီ Cartier tank အကြီးရှိလေးอ่ะဆိုရင်တော့ဟိုဘောနော် rose gold နဲ့ platinum လို့ထားဖြစ်တဲ့အတွက်ဟိုအနေဆုံးဒေါ်လာ4000နေအမြင့်ဆုံးဒေါ်လာ6000မြန်မာငွေ3000 3000ကျောင်းတော့ကျသိမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခု brand ကတော့မြန်မာနိုင်ငံကဘောနော်ဟိုနာယီစိတ်ဝင်စားသူမဟုတ်ရင်တော့တိတ်မရင်းသေးတဲ့ no most charmery brand ဖြစ်ပါတယ်ခင်ဗျာအဲ့ဒါလေးကိုကျွန်တော်ဝယ်ဖို့ဆိုပြီးမနေ့ကကျွန်တော်တော်တော်ကြည့်နေရပါတော့ဒါပေမဲ့ဒီနေ့မှထိုးတော့ကျွန်တော်ဝယ်ဖို့တော်တော်တေချာသွားတယ်ပေါ့ဒီနေ့မှကျွန်တော်တလုံးဝယ်ဖို့ ို့စဉ်းစားထားပါတယ်အဲဒီနေ့မှာထုတ်လိုက်တဲ့မိတ်ဆက်တဲ့ဟာလေးကတော့ No Most Club Sport Pneumatic Wall Type မှာဖြစ်ပါတယ်ခင်ဗျာဒီနိုင်လေးကဆိုရင်ဟို minimalistic ဖြစ်တယ်ပြီးတော့ aesthetic ဖြစ်တယ်ပေါ့နော်ဟိုနိုင်လေးကဟို Wall Type မှာဆိုရင်တော့အခု ကဘာပေါ်မှာအပားဆုံးဝေါ်တိုင်ပေါ်မှာတခုပေါင်ဖြစ်တော့ခုမေးဆက်တဲ့ဟာလေးကပြီးတော့သူ့ရဲ့ color matching လေးတွေပြေးနေရလေးတော်တော်လေးကိုမိုက်တယ်ပေါ့နော် color လေးဆက်ထားလေးတွေကဟိုတော်တော်လေးကိုမိုက်ပြီးပေါ့နော်ပြီးတော့သူ့ရဲ့ in house movement နဲ့ထုတ်ထားတာဖြစ်ပြီးမှသူတော်တော်လေးကို Germany brand နဲ့မှဟိုသူ့ရဲ့ finishing တွေတော်တော်လေးကိုမိုက်ပြီးကျွန်တော်တော်တော်လေးကိုလိုချင်တဲ့နိုင်လေးလုပ်ဖြစ်ပါတယ်ခင်ဗျာဒီ no most wall timer လေးကဆိုရင်ပေါ့နော်အပားဆုံး wall timer ကို feeling ကိုရရှိတာဖြစ်ပြီးမှသူကတော့ဟိုဒေါ်လာ၄000မြန်မာငွေ300ဝန်းကျင်တော့ကျတဲ့မှာဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးတစ်ခုအနေနဲ့ဒီ Rolex Day Date လေးနဲ့ကျွန်တော်ဝယ်မယ် ယ်ဆိုပြီးမှပေါ့ကော်လာလုပ်မယ်ဆိုပြီးစိတ်ကူးထားတဲ့ JLC Rover ဆိုလေးနဲ့ကျွန်တော်ရွေးတဲ့အချိန်မှာတော့ကျွန်တော်အခု Rolex Daydate 36mm Olive Flare လို့ကျွန်တော်ရွေးလိုက်တာဖြစ်ပါပြီ။အော်အဲ့ Rolex Daydate လေးကိုပေါ့နော်ကျွန်တော်ဝယ်မယ်ဆိုပြီးကျွန်တော်စိတ်ကူးထားတာပေါ့နော်။သူကအရင်က 40mm ပဲထွက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပေါ့နည်းလေးကြီးနေတော့ကျွန်တော်ဝယ်ရမလားချီတုံချတုံဖြစ်နေတဲ့အချိန်မှာဒီနှစ်မှာသူက 36mm လေးကိုထုတ်ပြလိုက်တာဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒါလေးကို ပြီးတော့ဗောနိုင်နောက်ပိုင်းနိုင်တွေကဗောနော်ကြီးတဲ့ဘက်ကိုကုမ္ပဏီကဥတီမသွားတော့ဘဲနဲ့ market ကသေးနိုင်တိုင်ဘက်ကိုသေးတဲ့ဘက်ကိုဥတီပြီးဒီနေ့မှာဆိုရင် Cartier တွေ Rolex ဆိုတာအကုန်လုံးကနိုင်တွေကိုဟိုဗောနော်ဟို40 mm အောက်တွေကိုပဲစပြီးမိတ်ဆက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီ Rolex Day-Date Olive 36 mm လေးကဆိုရင်ဗောနော်ဒေါ်လာ3000 3000ခွဲတော့ကျမှာဖြစ်ပြီးမှာမြန်မာငွေ3500 2000ဝန်းကျင်တော့ကျမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့2025 Watches and Wonder မှာမိတ်ဆက်လိုက်တဲ့နိုင်တွေအကုန်လုံးတွေမှာကျွန်တော်အကြိုက်ဆုံးနိုင်3လို့ပြောပြသွားဖြစ်ပါတယ်ခင်ဗျာနောက်ဒီမှာလည်းကျွန်တော်ဒီရက်ကောင်းတဲ့ကောင်းတဲ့နေပြန်လာခဲ့ပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ